လူဝင်မှုကြီးကြပ်ရေးဥပဒေအရရခိုင်ပြည်နယ်ကနေနေကျော်ပြီးရောက်လာတဲ့မွတ်စလင်80ကျော်ကိုကော့တောင်းမျိုးကနေပြန်ပို့ခဲ့ပါတယ်။မြမကျန်ငါဝင်သင်းမောနဲ့တည်ဆောင်လာတဲ့ရခိုင်ပြည်နယ်ကမွတ်စလင်88ယောက်ကိုနိုဝင်ဘာ9ရက်နေ့မနက်ကရန်ကုန်တာကေတာစိတ်ကမ်းမှာပြန်လွှဲပြောင်းပေးပြီးပြည်မျိုးကနေရခိုင်ပြည်နယ်ကို ပြန်ပို့မယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိကပြောပါတယ်။ရခိုင်ပြည်နယ်ကနေဆက်လီနဲ့ထွက်လာပြီးတနင်္သာရီတိုင်းမြို့မှာ ဒီလူတွေကိုဖမ်းဆီးမိခဲ့တာလူဝိမှုကြီးကြပ်ရေးဥပဒေနဲ့အရေးယူပြီးလို့ရခိုင်ပြည်နယ်ကိုပြန်ပို့တာဖြစ်တယ်လို့ဆိုပေမဲ့ထွက်ပြေးလာတဲ့ဒီလူတွေဟာဇွန်လနဲ့အောက်တိုဘာလအတွင်းကရခိုင်ပြည်နယ်ပြည်ပခန့်တွေကြောင့်ထွက်ပြေးသူတွေဟုံမဟုတ်အတီးပြူးချက်တွေမရရှိသေးပါဘူးရခိုင်ပြည်နယ်ကမွတ်စလင်ဘာသာဝင်တွေဟာဆက်လီတွေနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်ကိုဖြတ်သန်းပြီးထိုင်း၊မလေးရှား၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကိုအတုံးလိုက်ထွက်ပြေးမှုဟာပြီးခဲ့တဲ့နှစ်တွေအတွင်းအရေးအတွက်ဒိုးများလာခဲ့ပါတယ်။ဘုတ်ပြီးပဲလို့ဒေသအတွင်းသိထားကြတဲ့ရခိုင်ပြည်နယ်ကမိုးဆက်လင်တွေအစုလိုက်အပြုံလိုက်နေကျော်ထွက်ပြေးမှုတွေကြောင့်ဒေသအတွင်းလုံခြုံရေးကိုချိမ့်ချောက်နေတယ်လို့အာဆီယံနိုင်ငံတွေကပြောဆိုခဲ့ပါတယ်။